ီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကုလဆူရေးတယ်ဂေမနာကနဖူးပယုတ်စီလိမ့်ပြီးနေတာကချက်တောက်ဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်ဒီစာသားလေးကိုမင်းအွန်လိုင်းရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရေးထားတဲ့ post တစ်ခုမှာဖတ်လိုက်ရလို့သဘောကျတာနဲ့ယူသုံးလိုက်တာဖြစ်ပါတယ် ကျမ်းပဲစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာ၎င်းရဲ့လူပြောခံရဆုံးဖြစ်တဲ့ရွေးကောက်ပွဲကိုဒီဇင်ဘာတတိယနဲ့စထုတ်ထပတ်ဇန်နဝါရီပထမနဲ့ဒုတိယပတ်များတွင်လေးတုပ်ခွဲပြီးပြုလုပ်မယ်လို့အင်္ဂါနေ့က၎င်းရဲ့ဝန်ကြီးအဖွဲ့အစည်းအဝေးမှာပြောဆိုသွားခဲ့ပါတယ်အစည်းအဝေးသာဆိုပေမဲ့မိသူတူးတယောက်ကမျှကောင်းသည်ဆိုးသည် ပြောဝင်မရှိရှာပဲ၎င်းပြောသမျှကိုလည်းရီတူစည်ရီကပင်အရှုံးပေးမတက်တကုတ်ကုန်းနဲ့လိုက်လံရေးမှတ်နေကြရရှာပါလေပြောခွင့်ရသည်ကလည်းဝန်ကြီးဌာနအလိုက်လှုပ်ဆောင်ထားသည်များကို အောက်ကရေးပေးသမျှလိန်ညာထားသမျှကိုမျက်နာတီကြီးများနဲ့ဖက်ပြနေခြင်းမျိုးသာဖြစ်ပါလေထို့သောပုံစံနဲ့တူ တယောက်ကောင်းအုတ်ချုပ်လာဒီမှာဆယ်စုနှစ်ပေါင်းများစွာပဲရှိလာခဲ့ပြီဖြစ်ပါတယ်။ခြောက်လုံးသားမပုပ်ကူကြီးများကလည်း၎င်းတို့အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက်စစ်ပင်မဲမဲရရမတိုက်ဖူးရှာတဲ့လူကိုကာကွယ်ရေးဦးစီးချုပ်ခန့်ကစစ်တပ်ကိုဝါကွက်အပ်သွားခဲ့ရှာပါတယ်။ဒီခုက၎င်းတို့ကိုကာကွယ်ပေးဖို့နေနေတာတာသူကိုယ်သူပင်မဟန်တော့လို့ ကျောက်စရဲ့စစ်စော်မှုဖြင့်ရုရှားခေါင်းဆောင်ကိုချက်ထောက်ဖတ်မတက်အောက်ကျူဆက်ဆံခဲ့ရပါတယ်။တဘောကြကောင်းရဲ့စူတဲ့အတွီးမျိုးနဲ့ညံညံတဲ့မျိုးစုံထုတ်ခါဖျားရှင်ရဲ့ဗျာဒိတ်တော်လာ ကျော်မင်းကြီးဟူ၍မထော်တနံမြောက်ပင့်ပြောဆိုခဲ့လူပူတင်ခမားငူရခက်ရီရခက် ဖြစ်ခဲ့ရပါတယ်။နောက်ဆုံး၎င်းလူချင်းနဲ့နျူကလ িয়ার ဓာတ်ပေါင်းမှုအသေးစားလေးစောက်ပေးမယ်လို့ဆိုတာ ကြောတက်ရင်တက်လှုပ်ပေးလိုက်ရပါတယ်။ယခုရွေးကောက်ပွဲ၎င်းပြောသလိုလှုပ်ဖြစ်သည့်စူစီ ਉ အကျန်းဖတ်သမားမင်းအောင်လှန်ရာတမ္မဒလာကာကွယ်ရေးဦးစီးချုပ်အဖြစ်ဆက်ရှိနေမီလားဆိုသည်ကိုအားလုံးကတွေးတောနေကြပါတယ်။နှစ်နောက်ချက်ဖွဲ့စည်းပုံရထိုရာဒူးနှစ်ခုလုံးကိုတဦးစီးကစုပ်ကင်ထားခွင့်မရှိသောကြောင့်လည်းဖြစ်ပါတယ်။ ကျန်းဖက်သမားမင်းအောင်လှိုင်ကတော့ဖြစ်နိုင်ရင်ရွေးကောက်ပွဲကိုမလုပ်ချင်းကျန်လူများက "तू မရှိလျင် ပြီးရောသဘောဖြင့်ထွက်ပေါက်ရလူရာညာ၎င်းပြောထားတဲ့ဇကားကိုနင်း၍ဖျားပေးလာနေသောကြောင့်ဖြစ်ပါတယ်။တရုတ်ကလည်းထိုသဘောဖြင့်ရွေးကောက်ပွဲလုပ်ရန်အချက်ကင်လာသောကြောင့်လည်းဖြစ်ပါတယ်။ရွေးကောက်ပွဲလုပ်ချင်ပါကအခြေအနေယခုလောက်မဆိုးသေးခင်မှာလုပ်မည်ဆိုကအနည်းငယ်အတိတ်ပဲရှိပါဦးမယ်။ ဂျမ်ဖတ်တဟာမြန်မာနိုင်ငံကြီးမှာ supremacy အထက်စီးမှာရရှိနေမယ်လို့လှင်နန်းဓာတ်ထစ်ယုံကြည်ထားကြသူများလည်းဖြစ်ပါတယ်၎င်းတို့လုတ်ပင်းခဲ့တဲ့1960မှစခဲ့တဲ့ရုပ်ောက်ပွဲများဟာလည်းလူတူအား၎င်းတို့လက်ခုပ်ထဲကရေပမာလက်နက်အားကိုဖြင့်နိုင်ထက်စီးနှင်းလုတ်ခဲ့ကြပါတယ်ရုပ်ောက်ပွဲရလက်ကိုပင်အတိမတ်မပြုတ်စုက1900 90မှာတကြိမ်2020မှာတကြိမ် ဖေဖြက် ပေဖြက်ပြစ်ခဲ့ကြပါလေယူကောပေါ်ရပြည်သူလွတ်တော်အတွက် first past the post နိုင်သူအစိုးရဖွဲ့ပုံစံအမျိုးသားလွတ်တော်အတွက်အချိုးကျကိုစားပြုစနစ်ပြည်အားဖြင့်လုပ်မယ်လို့ဆိုပြန်ပါတယ်၎င်းအလူကျအုံတော်ခံမဲ့ collaborator party ဘောင်း53ပါတီလည်းရှိနေပါတယ်ဂျပန်အာဆီယံရှိအဓိကနိုင်ငံကြီးများက၎င်းလုပ်မည်ဆိုတဲ့ရွေးကောက်ပွဲကို အယုံကြည်မရှိကြောင်းစောင်းပါရိတ်ချီပြောဆိုခဲ့ကြပြီးဖြစ်ပါတယ်။ပြည်သူများကတော့၎င်းတို့ တိုင်းပြည်ကိုထင်းသလိုချေလည်နေမှု အဆုံးသတ်ပြီးစစ်တမ်းလျားပြန်ဖို့နိုင်ဖို့သာနီးမျိုးစုံနဲ့ရုံးကန်တိုက်ပွဲဝင်နေကြခြင်းလည်းဖြစ်ပါတယ်။၎င်းတို့ရဲ့မလ28ရက်နေ့အခမ်းအနားဟာလည်းနိုင်ငံအနှံ့လူရာချီတက်ဖြတ်ခံခဲ့ရတဲ့သွေးစွန်းသော နေ့တစ်နေ့အဖြစ် ြောင်းလဲသွားကြရပြီဖြစ်ပါတယ်။၎င်းတို့မောင်ရိပ်ခိုးအခမ်းအနားမှာရခင်တွေ့နေကြတန်ချက်ကကားများလက်နက်ကြီးများထုတ်ပြလာသည်ကို မတွေ့ရလို့သတင်းများကဆိုပါတယ်။၎င်းတို့ရဲ့မရှိရှာတော့တဲ့ယမခနဲ့နမခအလံများကိုလည်းအလွမ်းပြေထဲ့သွင်းလွင့်ထူထားပါတယ်။ ိုခန်းနာကို AFP မှသတင်းဖော်ပြရမှာ၎င်းတို့ကြားမြင်းကလင်းလုတ်ခတ်ခံလိုက်ရသလိုအကြီးအကျယ်ရှုံးနေနေတဲ့ဂျာမန်အကြမ်းဖက်စစ်ကောင်းဆောင်ရဲ့ရွေးကောက်ပွဲလုတ်ပေးတော်မယ်ပြောဆိုလာသည်ဟုခေါင်းစဉ်တက်ရေးသားထားပါတယ်နောက်ထပ်ရရှိတဲ့ straight time သတင်းစာပါသတင်းမှာကချင်လွတ်လပ်ရေးတပ်မှ၎င်းတို့ထိန်းချုပ်နယ်မြေများဖြစ်တဲ့ပန်ဝါနဲ့ချီပွေဒေသများရှိ ူးဖော်ပြီးသားရှားပါမြေသားတတ်ထုရိုင်းများကို တရုတ်တို့မတ်လ28ရက်နေ့မှာစပြီးတင်ပို့ခွင့်ပြုလိုက်ပြီးတဒန်လျင်တရုတ်ယွန်ငွေ3500အမေရိကန်ဒေါ်လာ4818ဒေါ်လာနှုန်းနဲ့အခွန်ကောက်ခံသွားမယ်လို့ဖော်ပြထားပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်။